မိဘတယောက်အနေနဲ့ကိုမွေးထားတဲ့တာသမီနဲ့ပတ်သက်ပြီးတော့အရေးကြီးဆုံးအချက်ကိုပြပြပါဆိုလို့ရှိရင်တော့ကလေးတွေရဲ့ကြီးတော့ဖွံ့ဖြိုးမှုပဲဖြစ်ပါလိမ့်မယ်နော်ကလေးတွေရဲ့ကြီးတော့ဖွံ့ဖြိုးမှုဆိုရင်မိဘတွေနဲ့လည်းတဆိုင်နေသလိုအခုပြပြတဲ့အချက်တွေပေါ်မှာလည်းမူတည်နေပါတယ်နော် ကလေးတွေရဲ့ကြီးထွားမှုကိုထိခိုက်နေတယ်ပထမအောင်ဆုံးရင်သူတစ်ခုအားဆိုရင်တော့ဖြစ်စမတ်ဖုန်းသုံးတာပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာစမတ်ဖုန်းတွေကအရင်အထက်ပိုပြီးတော့ပေါများလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူချင်းတွေမဟုတ်ပါဘူးเนาะကလေးတွေပါသုံးလာကြပါတယ်ကလေးတွေအနေနဲ့လည်းအရင်အလိုမျိုးဆော့ကားစားမှုမရှိတော့ဘဲနဲ့ဖုန်းသုံးရင်းနဲ့ပဲအချိန်ကုန်နေကြပါတယ်ဒီလိုမျိုးလုပ်တာဆိုရင်ကလေးတွေရဲ့ကြီးတောက်မှုပေါ်မှာအနှောက်အယှက်ဖြစ်စေပါတယ်เนาะ နောက်တစ်ခုအနေနဲ့ကတော့အထိုင်များပဲဖြစ်ပါတယ်။ကလေးတွေကအခုနောက်ပိုင်းမှာစမတ်ဖုန်းသုံးတာနဲ့ TV ကြည့်တာတွေများလာပါတယ်။ဒီလိုမျိုးပြုလုပ်တာဟာလည်းအထိုင်များတော့ကိုဖြစ်ပေါ်စေပါတယ်။အထိုင်များတာကကလေးတွေရဲ့ကြီးတောက်ဖွမှုအပေါ်မှာအနှောက်အယှက်ဖြစ်စေပါရနော်။နောက်တစ်ခုအနေနဲ့ကတော့ကလေးတွေမှာလွတ်လွတ်လပ်လပ်ကစားဖို့အတွက်နေရာတွေမရှိတော့တာပါ။အရင်တော့အလိုမျိုးခြံဝန်းကျဲတွေမရှိတော့ဘဲနဲ့အခုနောက်ပိုင်းမှာကတိုက်ခတ်နေနေတာကများပါတယ်။ကလေးတွေအနေနဲ့လည်းလွတ်လွတ်လပ်လပ်ဆော့ကစားတာမျိုးမရှိတော့ဘဲနဲ့အခန်းထဲမှာပဲအချိန်ကုန်ကြတာများတယ်ပေါ့နော်။ဒီလိုမျိုးခဏခိုးလှုပ်ရှားမှုမရှိဘဲနဲ့လွတ်လွတ်လပ်လပ်မရှိ တာဆိုရင်လည်းကလေးတွေရဲ့ကြည့်ထောင်မှုအပေါ်မှာအနောက်ရှက်ဖြစ်စေနိုင်ပါရဲ့ရှင် ။နောက်ထပ်တစ်ခုအနေနဲ့ကကြတော့အာဟာရမျှတမှုမရှိတဲ့တရေစားတွေအစားမလာတာပဲဖြစ်ပါတယ်။ဘရင်တော့ကကလေးတွေကထမင်းနဲ့မိဘကိုယ်တိုင်ပြုလုပ်ပေးထားတဲ့မုတ်တွေကိုစားတာကများပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာကကလေးတွေအတွက်ပြုလုပ်ပေးထားတဲ့အမျိုးမျိုးသောတရေစားတွေကပေါ်ပြလာတဲ့အပြင်ကလေးတွေအများစုကလည်းဒီလိုမုတ်တွေကိုပို့ပြီးတော့စားလာကြပါတယ်။ဒီလိုအပြင်စားမုတ်တွေဟာအာဟာရပြည့်ဝမှုနည်းပြီးတော့အဝလူစင်တဲ့အပြင်တခြားကျန်းမာရေးပြဿနာတွေကိုပါကြုံရနိုင်ပါတယ်နော်။ဒီတော့ကလေးတွေကြီးထွားဖို့အတွက်အကောင်းဆုံးဖြည့်ရှင်နည်းလမ်းတွေရောမရှိဘူးလားဆိုရင်တော့ရှိပါတယ်နော်။ပထမဆုံးအချက်အနေနဲ့ကတော့ ော့ကလေးတွေရဲ့အချင်းကိုဂရုစိုက်တာပဲဖြစ်ပါတယ်။ ကလေးတွေအရဆိုရင် AOA အိတ်ဆက်မပဲသူတို့တွေရဲ့ရုပ်ဝါခန္ဓာကိုယ်ကကျမပါပဲဖြစ်ပါတယ်။ AOA အိတ်ဆက်တာဟာကလေးတယောက်ရဲ့ကြီးတော့ဖွံ့ဖြိုးမှုအပေါ်မှာလည်းတက်ရောက်မှုရှိနေပါတယ်။ဒါကြောင့်ကလေးတယောက်ဟာအချိန်အနည်းဆုံး၈နာရီလောက်ရှိဖို့ကိုမိဘတွေအနေနဲ့သတိထားသင့်ပါတယ်နော်။နောက်တစ်ခုအနေနဲ့ကတော့ကလေးတွေကိုကုလက်လှောက်ရှားမှုဖြစ်အောင်လို့လို့လက်လက်ကစားခိုင်းတာပဲဖြစ်ပါတယ်။ပြီးတော့စမတ်ဖုန်းသုံးတာကိုကန့်သတ်သင့်ပါတယ်။အားရပြောင်းအောင်စားဖို့ကလည်းကလေးတွေရဲ့ကြီးထောင်မှုအပေါ်မှာအရေးကြီးနေပါတယ်နော်။အခုပြပြပေးခဲ့တဲ့အချက်လေးတွေကိုဒါလိုက်နာပြီးတော့ပြင်ဆင်လိုက်မယ်ဆိုရင်ကလေးတွေရဲ့ကြီးထောင်မှုအပေါ်မှာအနှောက်အယှက်ဖြစ်မှာ မဟုတ်ပါဘူးเนาะနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะ